မကြခင်မှာကျွန်တော်အာမခံရပါဗျာဘာလို့ဆိုတော့နောက်အခုလာမဲ့အချိန်ကာလမှာကျွန်တော်ဒီနေ့ပြောတဲ့ဖိုင်ပေါ့နော်26နေ့ဖိုင်နောက်အချိန်ကာလတောင်းတော်သားလေးဒူးထောက်တောင်းတော်သားလေးဒူးထောက်တယ်လက်မြောက်တယ်သူအချုံပေးတယ်သူအလံမီထောင်းတယ်ဆိုတာတွေ့ရမှာမဟုတ်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တောင်းတော်ကအခုကနိုးထလာတဲ့တောင်းတော်ကြီးဖြစ်သွားပါနော်အဲ့တော့မကြခင်မှာအေးအကျန်းဖက်ပေါင်းစုံကတော့တုတ်တုတ်ပြုံးတော့မယ်လို့ဒါကြောင့်အာမခံပြီးတော့ပြောလိုက်ချင်ပါတယ် လုံးပဲမင်္ဂလာပါ Jess Christian ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခု Justin စစ်ပြီးမြအထူးတဲ့ရင်လေးတွေကဂျွန်26ရက်နေ့ညနေပိုင်းတောင်ဆုံးရက်ရှိထားတဲ့အထူး1000ဆက်တဲ့ရင်သူတဲ့ရင်ကောင်းလေးတွေရေပြီးတော့နောက်မှာတော့ဘောမတွေဟောင်းခန်းလေးတွေအတူဂျင်းနေ reaction လို့တော့မှာဖြစ်ပါတယ်ဟုတ်ပြီ Thomson Digest နဲ့တူဆောင်လေးလိုက်ပါ Jess ကိုတဲ့ဖိတ်ခေါ်ပါတယ်ကဲဟုတ်ပြီအရင်ဆုံးတဲ့ရင်၃ပုံလောက်ဖတ်ပြပါမယ် ပထမဆုံးတရင်တပုတ်အနေနဲ့ပကိုးတိုက်ကြောက်ချင်းမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်များကိုတိုက်ခိုက်မှုစစ်သား9ဦးထက်မှနဲ့တည်ဆုံးပြီး22ဦးကိုစစ်တုံးပိုင်းဖြစ်ဖမ်းဆီးရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်တော်တောင်ပိုင်းတိုက်စစ်တီတာအမတ်နစ်စစ်တီတာခွိုင်းမှတရင်ထုတ်ပြန်လဲတရင်လေးဖြစ်ပါတယ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသည့်ဟန်ပြအတွေ့အကြုံရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းအဝဲကရှုတ်ချစန့်ကျင်ကြရန် ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးစုံစမ်းသူ Tom Andrews ကတောင်းဆိုရတဲ့တည်င်းလေးဖြစ်ပါလိမ့်မယ်။ပြီးတော့မြန်မာပြည်သူများကိုအကြမ်းဖက်စစ်တမ်း၏ဆရာဇဝတ်ရန်ဆွေမှကာကွယ်ပေးနိုင်ရေးတရခမ်းမင်းအွန်လိုင်းကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းဝေရန်အမိန့်အချိန်မီထုတ်ပြန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ် ကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းလိုက်တဲ့တည်င်းလေးဖြစ်ပါလိမ့်မယ်။ကဲတည်င်းတုံးပေါ်တွေကတော့လောက်ပါပဲ။ဆက်လက်ပြီးမှဝေနာငယ်မှာဒီနေ့နေ့လယ်ပိုင်းမှာငင်းနေပါချင်အောင်ဆုံးဖြတ်ချထားတဲ့တည်င်းထွန်းတိုင်းကောင်းလေးတွေဆက်ကြည့်လိုက်ကြအောင်နော်။ Let's go ။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တည်င်းကတော့ ရန်ကုန်မန္တလေးလမ်းဟောင်းမှာမြို့တွေပေါ်မှာပဲစစ်တပ်ကစုံမိုးနိုင်တော့ပြီးကျန်တဲ့နေရာများစုကိုတော်လှန်ရေးတပ်ကကသာထိန်းချုပ်ထားပြီးတော့ရန်ကုန်ရဲ့အနည်းဆုံးကိုတရွတ်ရွတ်ဥတီလာနေတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီကရန်ကုန်ရဲ့ပဲခူးကိုကာကွယ်ဖို့ဆိုပြီးမိုဘိုင်းအရန်တပ်ဖွဲ့တွေအရေးပေါ်ဖွဲ့စည်းနေပြန်တယ်လို့အန်ဂျီတောင်ပိုင်းစစ်တပ်ပီဒီအေရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။လက်ရှိရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိတဲ့ညောင်လေးပင်မြို့ ဖြုံမြုံနဲ့ကျွန်တော်ကမြုပ်ပေါ်ဒီမှာရှိတယ်ရဲစကန်ဘူရာယုံတက်စကန်ဘယားကြီးကုန်းနဲ့တထေးကုန်းပါဝင်စစ်ကောင်စီတက်စကန်ကိုကုကိုဂျန်နလီပီတီရဲ့ပူပေါင်းတက်ပြီကဇော်လာ25ရက်နေ့ဖြစ်တယ်မနေ့ကပဲတပြိုင်နက်တည်းဝင်ရောက်တက်ခိုင်းမှုအတွင်းစကန်သိမ်းပိုက်မှုတွေလည်းရှိခဲ့တယ်ဆိုပါလေလက်ရှိမှာတော်လိုင်းရေးပူပေါင်းတက်တွေဟာရန်ကုန်နဲ့အနီးဆုံးကိုတပြေးပြေးချင်းကန်လာနေပြီရန်ကုန်မြို့နယ်ဆိုရင်မိုင်း80နဲ့မိုင်း100ပတ်လည်မှာတော်လိုင်းရေးတက်တွေရောက်ရှိနေပါပြီလို့လည်းအင်ဂျီတောင်မဲစစ်ဒေသ PDF ရဲ့တာဝန်ရှိသူကပြောထားပါလေတစ်ဖက်မှာတော့ အကြံဖက်စကောက်စီတက်ကလက်ရှိရန်ကုန်မန္တလေးလက်ဟောင်းမှာရှိတဲ့မြို့ပေါ်တွင်မှာပဲစိုးမိုးနိုင်တော့ပြီးဂျန်နေရအများစုကိုတော့လန်ရေးတက်တွေကသာထိမ့်ချုပ်ထားတဲ့အတွက်စစ်ကောက်စီဟာရန်ကုန်ရဲ့ဘကိုးကိုကာကွယ်ဖို့ဆိုပြီးသူတို့ဘက်ကစစ်တပ်ရဲနဲ့ပြူစောထီတွေပေါင်းထားတဲ့မိုဘိုင်းအရန်တပ်ဖွဲ့တွေကိုအရေးပေါ်ဖွဲ့စည်းနေပြန်တယ်လို့တဖက်မှာတော့တော်လိုင်းရေးပူပေါင်းတက်တွေကစစ်ရေးရီမန့်ချက်အတိုင်းထိုးပေါက်နေပြီးရန်ကုန်ရဲ့အနည်းဆုံးကိုလည်းတရွေ့ရွေ့ဥတီလာနေပြီလို့အယုံကြီးတောင်ပိုင်းစစ်တပ်ပီဒီအရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ တဆက်ထဲမှာပဲပဲခူးတိုင်းချောက်တကမြို့နယ်ကဖယားကြီးကုန်းကျေးရွာမှာတဆွဲထားတဲ့အကြဖက်စစ်ကောင်စီတပ်ခန့်ကိုဒေါ်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးတိတ်ကုန်းကြတဲ့အပြင်နောက်ထပ်စစ်သား၂ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲရအချို့ကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့ပဲခူးခရိုင်အမှတ်နှစ် PDF တက်ရင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ပြစ်စင်ကတော့ဇော်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲပဲခူးတိုင်းချောက်တကမြို့နယ်ကဖယားကြီးကုန်းကျေးရွာမှာတဆွဲထားတဲ့အကြဖက်စစ်ကောင်စီတပ်ခန့်ကို ်ဂျန်နယ်လီပီတက်ပူပေါင်းတက်တွေကဝင်ရောက်တက်ခိုက်ချင်းမိုးရမှာနာယီပိုင်းအတွင်းအပိသက်ချင်းမိုးနိုင်ရတယ်ဆိုပါလေအဲဒီလိုတက်ခိုက်မှုအတွက်စစ်ကောင်စီတပ်သား၄ဦးကတော့အတိအသင့်တိုင်ကြတဲ့အပြင်နောက်ထပ်စစ်သား၂ဦးကပါတော်လိုင်းတက်တွေကအရှင်ဖမ်းဆီးရမိထားပြီးဂျန်နယ်စစ်သားတွေကတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့စကန်နယ်ကနေလက်နက်ခဲရင်အချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့ဘကိုးခဲအမှတ်နှစ်ပြည်တက်ရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတက်ဖက်မှာတော့ ်ဒီနယ်လေးဒိမ့်ပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုပြန်လဲဒိမ့်ပိုက်မယ်ဆိုပြီးစစ်ကြောင်းထိုးလာလိုက်အထိနာပြီးပြန်ဆုတ်သွားလိုက်လုံနေတယ်အချက်ဖက်စစ်ကောင်စီတပ်ကအခုတခါလဲလေးကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေနဲ့အပြင်းထန်ထိုးစစ်ဆင်လာပြန်တဲ့အတွက်တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့ဒေသခံတရင်ရင်းမြစ်ကပြောထားသလိုဒီနယ်လေးကလည်းထုတ်ပြန်ထားပါတယ်ဖမမတော့အချက်ဖက်စစ်ကောင်စီတပ်ဟာသူတို့ရဲ့စစ်တပ်ကတော်တွေရှိရာပြည်ဦးလေးမြို့ကိုတရန်လေးပူပေါင်းတပ်တွေလမ်းရောက်တိုက်ခိုက်သိမ်းပိုက်မှာကိုစိုးရိမ်မှုတွေရှိနေတဲ့အတွက်ပြည်ဦးလေးမြို့အနီးကတရန်လေးသိမ်းပိုက်ထားတဲ့နောင်ချုံမြို့ကိုပြန်သိမ်းမယ်ဆိုပြီးစစ်ကြောင်းထိုးတာတွေသွားလုံနေပြီမယ် သူတို့စစ်တပ်ဘက်ကသာအကြီးအကျယ်ရှုံးနေပြီးပြန်ပြန်ဆုတ်ပြေးရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောထားပါတယ်။အခုလည်းဇော်လ24ရက်နေ့ကနောက်တစ်ခါလာပြီးတရန်လီသိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာလေကြောင်းပစ်ကူးလက်နက်ကြီးပစ်ကူးတွေနဲ့အပြင်းအထန်ထိုးစစ်ဆင်နေပြန်တဲ့အတွက်တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့တရန်လီပူပေါင်းတပ်တွေကလည်း တက်လာသမျှစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခြင်းမို့လို့ပြီးစစ်ကောင်စီဘက်ကတော်တော်ကိုအထိနာနေတဲ့အခြေအနေဖြစ်နေပြန်တဲ့အပြင်လာနေချီကြာတဲ့အထိသူတို့စစ်တပ်ကနောက်ကျုံမျိုးနားအထိကိုမရောက်နိုင်ပဲစေချောင်းထိုးလာလိုက်အထိနာပြီးပြန်ဆုတ်သွားလိုက်နဲ့လုံနေကြတာဖြစ်တယ်လို့ဒီကံသတင်းရှင်းမြစ်တွေကပြောထားကြပါခင်ဗျတစ်ဆက်ထဲမှာပဲဒီနယ်လေးဘူးပေါင်းတက်တွေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတိုင်းမှာတော်လိုင်းတက်တွေကိုမနိုင်တာနဲ့အချက်ဖက်စစ်ကောင်စီတပ်ဟာဘာမှမဆိုင်နဲ့ တင်းနယ်လေးဒိမ့်ပိုက်ထားရမိုးကုံမြို့နယ်ကအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးအုံကိုင်းကွက်တင်တဲ့ဘုံကြီးเจ้าကိုလေးနဲ့ဘုံကျဲတော်မှုကြောင့်ပြည်သူတုံးဥဒဏ်ရာရထားပြီးနေအိမ်တွေနဲ့ဘုံကြီးเจ้าလည်းပျက်စီးထပ်ပြန်တယ်လို့ဒီတော့ကပြည်သူတွေကရဲကုန်ခစ်တက်ကိုပြောပါရဲ့ဒါကတော့ဇော်လ25ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲတင်းနယ်လေးဒိမ့်ပိုက်ထားတဲ့မိုးကုံမြို့နယ်ကအရသာပြည်သူတွေနေထိုင်ရာအုံကိုင်းဘုံကြီးเจ้าအနီးကိုအချမ်းပစကောင်စီတပ်ကလေးနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကြီးကျဲချတိုက်ခိုက်သွားတယ်ဆိုပါလေ အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးဒဏ်ရာရထားပြီးနေအိမ်တွေနဲ့ဖုန်းကြီးကြောင်းလဲပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြသလိုလက်ရှိမှာအချမ်းဖတ်စစ်ကောင်စီတပ်ကတကယ်လေးပူပေါင်းတပ်တွေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတိုင်းမှာတော်လှန်ရေးတပ်တွေကိုမနိုင်တာနဲ့ဘာမှမဆိုင်တဲ့ရသပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလာလုံနေတာဖြစ်တယ်လို့လည်းဒေသခံပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့မင်္ဂလိတိုင်းမစုံမြို့နယ်မြို့သားစစ်မှုဇုန်ကနေထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား၅ဦးကတော့အတိအသေးထိကုန်ကြပြီးသူတို့စစ်သားမတ်ပါအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားတွေနဲ့တင်ပြီးမြို့သားစစ်ရုံဘက်အသေးအတန်တဲသွားကြတယ်လို့မြင်းညနေကနေပြောကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရေကုန်ခစ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ24ရက်နေ့ကပဲငစုံမြို့နယ်မြို့သားစစ်မှုဇုန်ကနေထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကလမ်းကနေအသေးဆောင်ပြီးကြားဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်းစကောင်းစီတပ်သား၅ဦးကတော့နေရာမှာတင်ပြစ်လဲပြီးအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးတဲ့နောက်သူတို့စစ်သားမသားလောင်းနေတဲ့ဒဏ်ရာရတဲ့သူတွေကိုကားတွေနဲ့တင်ပြီးမြို့သားစိတ်ယုံပတ်အသေးအတန်တည်သွားကြတယ်လို့ငင်းကြံကနီးပြောက်ချတပ်ပရဲ့တာဝန်ရှိသူတွေကပြောထားပါလိမ့်မယ် မှာတော့ရှမ်းပြည်နယ်ကြောင်မဲမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တိုက်ဆုံခဲ့တဲ့ပြည်သူ၄ဦးကိုဇွန်လ25ရက်နေ့ဖြစ်တဲ့မနေ့ကတကြိုလိုက်ပြီးကလေးငယ်၂ဦးအပါအဝင်ပြည်သူ၁၄ဦးကတော့ဒဏ်ရာတွေရထားသလိုနေအိမ်အလုံး40ကျော်နဲ့စာတင်ကြောင်း၂ကြောင်းလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ24ရက်နေ့ကပဲအကြမ်းဖက်စစ်ကောင်စီတပ်ကကြောင်မဲမြို့မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာအမှတ်3ရပ်ကွက်နဲ့အမှတ်9ရပ်ကွက်တွေကိုလေနဲ့လာပြီးဘုံတွေစက်တိုက်ကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရတပ်ပြည်သူ၄ဦးသေဆုံးခဲ့ရပြီးခလင်းငယ်နှစ်ဦးအပါအဝင်ပြည်သူ၁၄ဦးကတော့ဒဏ်ရာရရထားသလိုနေအိမ်အလုံး40ကျောင်းနဲ့စာတင်ကျောင်း2ကျောင်းလည်းပျက်စီးထားသလိုသေဆုံးသွားတဲ့ပြည်သူ၄ဦးကိုတော့ဇွန်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲတချို့လိုက်ပြီးဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျအခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံမှာအဆောက်အုံတွေတိစောက်မယ်ဆိုရင်ငလင်ပြင်းအား၈အဆင့်ကိုခံနိုင်ရမယ်ဆိုတဲ့အချက်ဖတ်မင်းအွန်လိုင်းရဲ့ညွှန်ကြားချက်ကြောင့် ရန်ကုန်မြို့ကစောက်လုံရေးလုပ်ငန်းအများစုရပ်ဆိုင်ထားရပြီးစီပင်အတွက်လှုပ်ရှား권ကြီးဖြစ်နေတယ်လို့ရန်ကုန်မြို့စောက်လုံရေးလုပ်ငန်းရှင်တချို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာကြီးမားပြင်းထန်တဲ့ငလျင်ကြီးလှုပ်ကပ်သွားပြီးတဲ့နောက်အဆောက်အုံတိုက်တာပေါင်းများစွာပြိုကျမှုတွေဖြစ်ပွားခဲ့တဲ့အတွက်အကြမ်းဖက်မိတ် online က မြန်မာနိုင်ငံမှာအဆောက်အုံတွေတည်ဆောက်မယ်ဆိုရင်ငလင်ပြင်းအရှိအဆင့်ကိုခံနိုင်ရမယ်ဆိုပြီးညွန်ကြားထားပြန်လဲဆိုပါတယ်။အဲဒီလိုအချက်ဖတ်မင်းအွန်လိုင်းရဲ့ညွန်ကြားချက်ကြောင့်လက်ရှိရန်ကုန်မြို့မှာရှိတဲ့ဆက်လုပ်ရေးလုပ်ငန်းအများစုဟာမေလဇန်ပိုင်းကစပြီးရန်နာထားရလို့မင်းအွန်လိုင်းရဲ့ညွန်ကြားချက်ဟာလက်တွေ့မကျပဲငလင်ပြင်းအရှိအဆင့်အထိခံနိုင်ရရှိရမယ်ဆိုတာဟာတကယ်တမ်းကသူတို့တင်သွင်းနေတဲ့တန်ချောင်းနဲ့ပြည်လက်မြေတွေကအရေးအသွေးမပြည့်မီပဲအဓိကဆက်လုပ်ရေးလုပ်ငန်းတွေမှာတန်ချောင်းပြည်လက်မြေနဲ့အောက်အရေးအသွေးပြည့်မီဖို့အရေးကြီးတာဖြစ်တယ်လို့လဲဆက်လုပ်ရေးလုပ်ငန်းရှင်ကရှင်းပြထားပါတယ်။လက်ရှိမှာတော့ အချက်ဖတ်မြောင်းလိုက်ရဲ့လက်တွေ့မကြတဲ့ညှို့ချက်ချက်ကြောင့်ပဲရန်ကုန်မြို့ကဆက်လို့ရေလုပ်ငန်းအများစုဟာရပ်ဆိုင်ထားရတယ်လို့သူတို့စစ်တပ်လက်အောက်ခံစီပင်ကဆောက်လက်ဆတဝက်တပြက်လုပ်ငန်းတွေရောမဆောက်ရသေးတဲ့လုပ်ငန်းတွေပါငလင်ပြင်းအရှိအဆင့်ခံနိုင်မခံနိုင်အကုန်ပြတ်စစ်မယ်ဆိုပြီးရက်ခိုင်းထားတဲ့အတွက်တချို့ဆောက်လက်ဆလုပ်ငန်းအသေးတွေကတော့လုပ်ငန်းရထားရင်မကြိုက်တဲ့အတွက်စီပင်ကိုလက်ထိုးရတဲ့အခြေအနေတွေဖြစ်လာပြီးစီပင်ကလည်းပုံစံမျိုးစုံနဲ့လုပ်ငန်းရှင်တွေစီကနေငွေညှစ်တာတွေလုပ်နေတာကြောင့်ရန်ကုန်စီပင်အဖွဲ့အတွက်ကတော့လုံစားခွင့်ကြီးဖြစ်နေပြန်တယ်လို့ရန်ကုန်မြို့ဆက်လို့ရေလုပ်ငန်းရှင်တချို့ကပြောထားပါတယ်ခင်ဗျ တဖက်မှာတော့ပကိုးတိုင်းဖြူးမြုံနယ်ကအချက်ပစကောင်စီတက်ရဲ့ဇေယောက်ရီမြို့ရဲစခန်းအပါဝင်စစ်တပ်နေရာ6ခုကိုတော်လိုင်းတပ်တွေကတပြိုင်တည်းစီးနှင်တိုက်ခိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးတိတ်ကုန်ကြသလိုဘူတာယုံဘက်ကတပ်သားတွေဆိုအကုန်လုံးထွက်ပြေးသွားကြပြီးတနက်တလက်လည်းတင်းစီရရှိခဲ့သေးတယ်လို့ဖြူးမြုံနယ်ပကပကပြောပါတယ်ကျောင်းကတိကရရှိထားတဲ့ဗီဒီယိုဖိုင်တွေမှာလေစစ်တပ်စခန်းတွေတဲ့အထိတော်လိုင်းကြီးတက်တွေဝင်ရောက်စီးနေနိုင်ခဲ့တာကိုတွေ့ရသလိုဘူဒါယုံဝင်တဲ့အင်ယာတဲကိုလည်းစကောစီတပ်သားတွေပုတ်ခိုနေတာရှိမရှိဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာကိုလည်းတွေ့ရပါတယ် ဖြစ်စဉ်ကတော့ဇွန်လ25ရက်နေ့ကပဲဘကူတိုင်းဖြူမျိုးနယ်ကဂျပန်စကောက်စီတပ်ရဲ့တရားရုံးရှိဇီယာရီမျိုးရဲစခန်းဘူဒါယုံတို့အပါဝင်စစ်တပ်နေရာ6ခုကိုတော်လိုင်းရေးတပ်တွေကဒပြိုင်နက်ထဲဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့စကောက်စီတပ်သား၄ဦးကတော့အတိအသင့်တိတ်ကုန်ကြသလိုဘူဒါယုံတဲ့ကတပ်သားတွေဆိုရင်အကုန်လုံးထွက်ပြေးသွားကြပြီးတနက်တလက်လည်းတင်းစီရရှိခဲ့သေးတယ်လို့ဖြူမျိုးနယ်ဘက်ကပြောထားပါလိမ့်ခင်ဗျတဖက်မှာတော့ ချင်းပတ်စစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးပြီးစစ်သားတပ်ဖြစ်ရှေ့တန်းအပုတ်ခံရတဲ့လှိုင်းသားရမြို့နယ်နဲ့မြစ်သားမြို့နယ်ကစစ်မှုတပ်တပ်သားနှစ်ဦးဟာဒေါ်လာ AWC ကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ Homeland မြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဒါကတော့ဇွန်လ25ရက်နေ့ကပဲစကိုင်းတိုင်းကရှေ့တန်းစစ်မြေပြင်ကိုအပုတ်ခံထားရတဲ့စစ်မှုတပ်တပ်သားနှစ်ဦးဟာ Homeland မြို့နယ်ပကဖားတပ်ဖွဲ့စီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုတပ်တပ်သားနှစ်ဦးဟာရန်ကုန်မြို့လှိုင်းသားရမြို့နယ်ကနေပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်နဲ့ မြေသားမျိုးနယ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီတသားတင်နှစ်ဦးစလုံးကိုတော်လိုင်းရင်တပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုဆောက်ရှောက်ပေးထားပါတယ်လို့လည်း Homeland မျိုးနယ်ကကပိုင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအလင်းဝင်ချင်းတဲ့နော်အာပြည်သူစစ်မှုထမ်းတဲ့မှာနော်အခေါ်ခံလို့နော်အစစ်မှုမထမ်းချင်မဲနဲ့နော်အာ PDF တက်ဝင်ချင်တဲ့သူပဲဖြစ်အကောင်ခိုင်ရလို့နော်အလင်းဝင်ချင်တဲ့သူတွေပဲဖြစ်နော် PDF တွေထဲမှာအမြင်ဆုံးဝင်ကြပါနော်မင်းတို့ကအတချမ်းသာချင်တယ်ဆိုလို့ရှိရင်မြင်မြင်အလင်းဝင်ကြပါလို့ပြောချင်ပါတယ်ကဲဒီနေ့သတင်းထုတ်သတင်းကောင်းလေးတော့ပါပဲ ဆက်လက်ပြီးမှဒီမှာဘောမပိုက်ရဲခွေဟောင်းခန်းလေးတစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်မင်္ဂလာပါဗျာအားလုံးကျေးဇူးပါပြီချမ်းသာပါပြီနော်ခိုင်ရကိုမြန်မာပြည်ပဲကိုတရားအားလုံးပြောရှင်းပါသေးဗျာဒီနေ့26ရက်6လ2025နော်အဲကိုဇော်ဖိုင်း ်ပြောတဲ့အဘကကျုပ်ကတော့အကိုစပေါ်ကြီးအငဲနဲ့ခေါ်ပေါ်ပြီးတော့ငငယ်လေးတဲ့အပေါင်းလေးပြုအဲကဒါမျိုး order တယ်အဲအဲ order တာသူပြောပြောနေတဲ့ live မှာကျွန်တော်တွေ့ဘူးလေနော်အဲ့တော့ကိုစပေါ်ကြီးအငဲလေးပြုဂုံယူလေးသားတက်ဖို့ထားနေတဲ့ ပုဂ္ဂိုလ်အဘကာကြောင့်ကြီးကတော့ဒါမေမျိုးအဲနော်ဘယ်နောက်နိုင်ငံမှာဒါနိုင်ငံတော်အခမ်းအနားနဲ့အခမ်းကျိုးစုပဲအခမ်းကျိုးစုတာတွေကွန်ပျူတာဒီပညာတွေဒါတွေ့နေရပြီဒါတရင်မီဒီယာတွေမှာပိုလိုတွေကိုတက်လာတာကြီးကျွန်တော်တို့တွေ့နေရဝါလာကိုယူမိပါတယ်လို့လည်းပြောကြပါတယ်ညမကကဘာမှာတော်တော်များများကိုတည်သွားကြပါပြီညမကဘာမှာညမဘူးဦးမြောင်လည်းကြောင့်တော်တော်များများလည်းတည်သွားကြပါနော်ဖတ်ဆိုပြီးမှတော်တော်များများကဘာတည်သွားပြီနော်မင်းတို့မင်းတို့အားပေးနေတယ်နော်မင်းတို့အားပေးဂုံယူနေတယ်မင်းတို့ပထွေးမင်းအွန်လိုက်တောင်းလိုက်တာနော်အဲ့ဂျပုနော်ဂျပုနော်မေယလော เนาะ main online ก็တော့เนาะ low so low gen เนาะอาจารย์แพทย์เนาะอาจารย์แพทย์ก้องส่องสุบิมาตะกบาลงอ่ะตีบาบิอติมาปิ้วไล่บาบิสรแล้วจ้ะเนาะนี่เบเปี่ยวถอดตาบ่เนาะก้องมาเด้เนาะเนาะตะเกกงอยู่เสียบาเมนูบาบาตัวเนาะ ဲ့တော့နောက်တစ်ခုတည်းကကိုဇော်ဖုံးရမှုပါကိုဇော်ဖုံးရအေးစေပါလေရုံလည်းမထုတ်ဘူးဘာလို့တကယ်တော့ကိုဇော်ဖုံးရဘာမှမဖြစ်ဘူးဆိုတာလေးပဲကျွန်တော်ပြောပြပါရစေအများကြီးတဲ့ကျွန်တော်တော့မမေးပါနဲ့ဟိုဖုံးဆက်လည်းမမေးပါနဲ့ချက်ပေါက်ကလည်းဒါမမေးပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဘာအေးစေစေပါဆိုပြန်နော်ကိုဘကိုဇော်ဖုံးအေးစေစေပါဆိုပြီးမှဟိုတယောက်ကတိလာထောင်တွင်းထဲမှာမြင်းနဲ့နော်နှစ်ချင်းနဲ့တိလာပပရေကဲပါဆိုပြီးမှငိုနေတာတိလာနော် အပြင်အေးစီပါလို့ပဲကျွန်တော်အနေနဲ့ပြောပြစီသူလည်းသူ့လို့သူ့လို့ကိုလည်းကိုလို့ကိုလို့နေရတာပါနော်ဒါလေးကိုတော့ပြောပြစီအဲကိုစော်ဘွားတွေစိတ်ဝင်နေတဲ့ညီကောင်မများနော်ကျွန်တော်တို့တွေကိုချစ်တယ်ကိုစော်ဘွားကြီးတို့ကျွန်တော်တို့ကိုချစ်တဲ့ညီကောင်မများအားလုံးရှိပါတယ်မုံတဲ့လူတွေရှိလို့ချစ်တဲ့လူတွေကျွန်တော်တို့မှရှိသေးတာနော်ဒါလေးတော့ပြောပြစီဒါလေးတော့ပြောပြစီကဲကဲနည်းနည်းကြော်လိုက်အောင်နော် 叫貧冇貧大概都拿我干街鬧那鬧貧冇貧冇大概都拿我干鬧啲。咁你喺度，啊 <noise>，佢哋試啲，係將佢哋試啲。誒，咁啊，怎攞咗張咩試啊？攞嚟試裝土俾我，你咪信任你啦。到時候你咪信任你咯，咁啊對咯，會加嚟，會加嚟，聽話，只對，聽話，你哋咧，人家都明明白压大事 ကချင်ပြည်နယ်ဘက်မှာဆိုလည်းအဲ့ဘကာမိုင်းတို့နိုင်ရာတို့ဘက်မှာလည်းနေမြေရှင်တို့ KIA နဲ့တွေ့တယ်တိုက်ပွဲတွေဖြစ်တယ်တပ်မတော်ဘက်ကအသာစီးရနဲ့ဒါဓာတ်ပေါ်လေးလက်နဲ့အခုကတပ်မတော်ကနေရာတိုင်းမှာပွဲကြတိုင်းကျွန်တော်ကြည့်နေတဲ့အချိန်မှာအောင်မြင်မှုတွေအပြည့်နဲ့ကိုကျွန်တော်တို့မြင်တွေ့နေရတာရှိတယ်ကြောက်ပြူဆိုလို့ရှိရင်ဒီကတ်တပြေတို့ရှောက်ချောင်းတို့စီမော်တို့မြတ်ကြက်တိန်ပါအဲကြက်တိန်ပါလို့အဲအဲ့မှာဆိုလို့ရှိလို့ရှိရင်ဒါတပ်မတော်ကကာကင်းတွေထုတ်တာတဲ့အပြုံတော်မှာအပြင်ကိုနောက်ထပ်ဟိုသူတို့တောင်းမိုင်ပတ်လေ၄မိုင်ပတ်လေလောက်ကို ဆက်တိုးနေတာရောက်ရှိနေလို့ကျွန်တော်တို့သိရှိရတယ်။သို့တော်လည်းပဲတချို့ဟာတွေတော့မပြောတော့ပါဘူးเนาะစစ်ကြောင်းကတော့၄၅၆ကြောင်းတော့လည်းရခိုင်မှာစတိုးနေဆိုတော့တန်တော့ဘက်လည်းအေးချမ်းတော့မယ်လို့ပြောတင်တယ်။တန်တော့ကွာเนาะကျိန်တလီအဲ့ဒီဘက်တချောင်းတော့တချောင်းလုံးကကျွန်တော်တို့ဟိုမကြခင်မှာအေးချမ်းမယ်ထင်တယ်။ဘာလို့ဆိုတော့အရောက်တိုင်းတတိုင်းလုံးမှာလည်းအလုတ်တော့မခံတော့ဘဲနဲ့အရောက်တိုင်းတတိယလည်းအမုန်းဆွဲနေတာရှိတယ်။မကွေးနဲ့ အဲယိုးအဆက်မှာပကိုးတိုင်းယိုးအဆက်ပတောင်းတို့ပါလို့အဲ့ဒီဘက်မှာဆိုလဲဒါကြိတ်ချက်တွေကကြောက်ကြောက်ခမ်းမန်းလေးမျိုးတောင်းတော့ကြိတ်နေတာနော်ကြောက်ခမ်းမန်းလေးမျိုးမိသားစုအများကြီးပဲရွာမှာရှိတဲ့အကြံဖက်တွေရောင်းရတာအကုန်လုံးကြီးပဲချုပ်ပြောင်းတလဲခါတက်ကြတယ်တိလားအကုန်လုံးပြစ်ခဲ့တာနောက်မှဆိုပြန်ပြီးတော့စုခွဲမှာဆိုလို့နော်တောင်းတော့ကြောင်းတလဲခါအောင်တစ်ခါလဲရှင်းပြခဲ့တာဆိုတော့ဒါလည်းပဲအဲကျွန်တော်ဝမ်းသာပါတယ်ခုံးကလည်းတောင်းတော့ကြီးအတွက်လဲဒါဂုံယူရမယ့်အနေထားမျိုးတွေဖြစ်လာပါတယ်နော် မချခင်မှာကျွန်တော်အာမခံရပါတယ်ဗျာဘာလို့ဆိုတော့နောက်အခုလာမဲ့အချိန်ကာလမှာကျွန်တော်ဒီနေ့ပြောတဲ့ဖိုင်ပေါ့နော်26နေ့ဖိုင်နောက်အချိန်ကာလတောင်းတော့သားနေဒူးထောက်တောင်းတော့သားနေဒူးထောက်တယ်လက်မြောက်တယ်လို့အချုပ်ပေးတယ်လို့အလံမီထောင်းတယ်ဆိုတာတွေ့ရမှာမဟုတ်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တောင်းတော့ကအခုကနိုးထားလာတယ်တောင်းတော့ကြီးဖြစ်သွားပါဘူးနော်အဲ့တော့မချခင်မှာအေးအကျန်းဖက်ပေါင်းစုံကတော့ပြုတ်ပြုတ်ကျုံတော့မယ်လို့ဒါပါလို့အာမခံပြီးတော့ပြောလိုက်ချင်ပါတယ်ဗျာနောက်သူဗီဒီယိုသူဒီဗီဒီယိုတင်တာ6နာရီပဲတွားတည်တယ်နော်သူတင်တင်ပေးချင်းမှာနောက်2နာရီအထွန်းမှာနော် အိုးတောက်မတော့တားတယ်နော်ဘယ်နာကောင်အကောင်ဘယ်နာကောင်မမ်းမတီးဘူးတီးလာနော်အယောက်ဘယ်နာကောင်လည်းတစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်ဒီမှာဒီနေ့3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30နော်အယောက်20 20ယောက်နော်ဒူးထောက်ပေးမှာနော်ဟောမှာနော်ဒီမှာပုံမှာကြည့်လိုက်တွေ့လားတွေ့လားနော်ဒီကောင်นี่တွေ့လားပြောင်းလိုက်လို့ရှင်တွေ့လားနော်အပြောင်းနဲ့တို့ အပြောနဲ့သူတို့ရဲ့အလုတ်ကတခြားစီတည်လားနော်ဒီကောင်ဒီဗျံပဒါပြောတယ်ဆိုတာဒီမှာတက်တည်ပဲတည်လားနော်ဒီတရင်တက်တာမကြတိဟုတ်တည်လားနော်တီချာလေးပြန်ကြည့်လိုက်နော်ဘောမတို့ရဲ့စကားယုံနေတော့ဒီလိုပဲတည်လားခြောင်ထဲမှာနော်ခြောင်ထဲမှာရောက်ရောက်နေတာနော်ဘောမစကားနားထောင်လို့ရှိရင်ဒီလိုပဲအမြဲတမ်းဒိုးထောက်ခံနေရမှာတည်လားနော်အရှက်မရှိတဲ့ကောင်တွေတည်လားဒီဘောမပါရဲ့ကိုပြောတော့ပါပလေးတဲ့ကြမင်းတုံးတစ်ချက်လေးတို့ကိုကောင်းမမှာရေးပြပါ ကဲဆက်လက်ပြီးမှဒီမှာကြောင်မင်းမင်းရဟောကင်းလေးတစ်ထပ်လောက်ကြည့်လိုက်ကြောင်ယူကဝဲချင်းပါဘူးအတွက်ကိုဖြစ်နိုင်ရလားဆိုရင်မင်းကအားလုံးအစိတ်ဝင်စားကြတယ်ဖြစ်ပါမလားဆိုရင်မင်းကစိတ်ဝင်စားတယ်တစ်ချိန်တည်းမှာပဲယူကပွဲဖြစ်နိုင်ခြင်းနဲ့ဒီယူကပွဲကဟိုဘယ်လိုပြောဘယ်မျိုးဖြစ်မှာလဲဆိုရင်မင်းကပေါ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တော့ကောက်ချက်ချတာရှိတယ်ပြီးခဲ့တဲ့တိတ်မကြတဲ့ရင်ကလာတော့ငါဗိုလ်ချုပ်ကြီးတို့ရဲ့အစိုးရဘက်ကနေသို့မဟုတ်အာယူစီအန်ဒီဒရမန်ဒရမန်ကြရတဲ့မီဒီယာကိုဖြေကြတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့နိုင်ငံတနဝမ်းမှာ269မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပတိုင်ချင်ရှိတယ်ဆိုတာကိုသူတို့ပြောခဲ့တယ်မှတ်မိကြအောင်ထင်တယ်ဆိုတော့အဲ့လိုပြောခဲ့ကြတဲ့အတွက်268မြို့နယ်မှာကျင်းပမှာလားဆိုတော့မင်းကိုဖြစ်လာတယ်ဆိုတော့တချို့ကကြီးမယ်မြို့နယ်330ရှိတယ်268မြို့နယ်ဆိုတော့မင်းကွာမြို့နယ်60အဲကြော်ကြော်လောက်မလုပ်ဖြစ်ဘူးဆိုတဲ့ဘောတော့မကောက်ဘူးလေတိုင်းရင်းသားလက်နက်ကိုင်းနေ EO တွေနဲ့ PDF တွေတင်တဲ့မြို့အများကြီးပဲလေမင်းမဖြစ်နိုင်ဘူးပေါ့မင်းတို့ကလေးချင်းလောက်တာစသဖြင့်ပေါ့ပြောခဲ့ရတာရှိတယ် မဖြစ်နိုင်ဘူးသူပြောကြတာပေါ့အဲ့တော့ကျွန်တော်ကအဲ့ဒီမှာကျွန်တော်ကကျွန်တော်တို့ရဲ့ဒီ MP News the statement ကြာနေတဲ့ MP News ရဲ့ research လုပ်ထားတာလေးရှိတယ် research လုပ်ထားတဲ့ဟာလေးရှိတယ်အဲ့ research လုပ်ထားတဲ့ဟာလေးတွေကအသေးစိတ်မပြောဘဲနဲ့လိုရင်းပွိုင်လေးတွေကျွန်တော်ရွေးပြောသွားမယ်ခလာတော့နားလည်နေသကလုံးကြီးနဲ့ရွေးပြောသွားမယ်ရွေးကောက်ပွဲချင်းပါလို့ရနိုင်သလားမရနိုင်ဘူးလားသူတို့ပြောတဲ့269နားစကားဆိုရပြောတဲ့269မြို့နယ်ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားနဲ့တစ်ဖက်ကအုပ်စုပြောနေတယ်269မြို့နယ်မဟုတ်ဘူးမြို့နယ်နည်းနည်းလေးပဲကျင်တော့တယ်မပြောနိုင်တော့ဘူးရွေးကောက်လုံးမဖြစ်နိုင်တော့ဘူးဆိုတဲ့ပုံစံပြောတဲ့ဟာလေးနဲ့အားလုံးကိုချိန်ထိုးပြီးတော့မှတစ်ဖက်ကမဖြစ်နိုင်ဘူးလားတစ်ဖက်က269ပြတယ်သူတို့ပြောတဲ့ဂျားတွေကနေကျွန်တော်တို့လေ့လာထားတဲ့ခင်ခင်တော့ဒီနေ့ကျွန်တော်ထုတ်ပြောပါမယ်။မနေ့ကလွန်ခဲ့တဲ့ လင်းငါရဲ့တပတ်တည်းကကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့မပြောဘူးဒီနေ့ကိုစောင့်ရဒီနေ့အချိန်ကိုစောင့်မယ်ကျွန်တော်ဒီနေ့မှပြောတာအဲ့တော့ကျွန်တော်ရဲ့ the statement journal ရဲ့အင်္ဂလိပ်စာမျက်နှာအင်္ဂလိပ်ပိုင်းပေါ့အင်္ဂလိပ်ပိုင်းမှာလည်းမကြာခင်ထွက်မယ်အင်္ဂလိပ်ပိုင်းမှာလည်းအဲ့ဒီမှာအဲ့ဒီကြောင့်သုံးသပ်ရေးထားတာလားလေးဖော်ပြထားတယ်အဲ့မှာကတော့ဖတ်ကြည့်လို့ရတယ်နိုင်ငံသားတော်တွေဖတ်ကြည့်လို့ရတယ်ကျွန်တော်တို့လေ့လာထားတဲ့ဟာမှန်လားမှန်လားဆိုတော့ကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့ကျွန်တော်လေ့လာထားတာကိုကျွန်တော်ပြောပါမယ်အစိုးရနာဆာကအစိုးရကတော့169မြို့နယ်လို့ပြောပါတယ်ကျွန်တော်ကတော့ဘယ်လိုပြောပါမလဲ168မြို့နယ်တော့ဖြစ်နိုင်တယ်ရောင်းလားရောင်းလားနော်ဘာမှတွေမင်းတို့ မင်းတို့ဘဘအာမင်းတို့အကိုကြီးကြောင်မင်းမင်းပြောတာရောင်းလာဘဘတွေဟမ် comment မှာမမ်းပြကြပါနော်188မြို့နယ်ဖြစ်နိုင်တယ်အဲ188မြို့နယ်ဖြစ်နိုင်တယ်နောက်ဆုံး9မြို့နယ်ဖြစ်နိုင်ဘူးဒါပေမဲ့188မြို့နယ်တော့ဖြစ်နိုင်တယ်ဒါဆိုရင်188ကနှစ်ဆလို့ပြောမယ်နှစ်ဆဆိုရင်380ဖြစ်နေပြီအဲ့တော့မြို့နယ်330ဆိုတော့ကျွန်တော်ပြောတယ်ဒီရှိတယ်လွတ်တော်မှာရှိတယ်မြို့နယ်330ထောက်ဝက်ကျော် ကျင်းပနိုင်တယ်လို့ကောက်ချက်ချပေးရတယ်အဲ့တော့188မြို့နေရာကျင်းပလို့ရတယ်လို့ကျွန်တော်ကတော့ကောက်ချက်ချပါတယ်ဒါဆိုကျွန်တော်တို့ကင်းကင်းနဲ့နေကျွန်တော်တို့ figure လောက်ထားတယ်ကျွန်တော်တို့ဒီ data analyze လုပ်ထားတယ် analysis analysis လုပ်ထားတယ်ရှိပါတယ်အဲ့ဒါကြောင့်ပြောတာပါအဲ့တော့ရန်ကုန်မှာက45မြို့နေတခုချင်းပြောပါရန်ကုန်မှာ45မြို့နေရှိပါတယ်ရန်ကုန်45မြို့နေရှိတယ်45မြို့နေလုံးက45မြို့လုံးကယူကောက်ပဲကျင်းပလို့ရပါတယ်နော်ခါတော့ပြောမယ်ကိုညာကိုကောက်မှုတွန်တေးရစသဖြင့်ပြောကြလိမ့်မယ်ခင်ဗျားသုံးကโอเคတယ်အဲ့ဒါအကုန်โอเคတယ်အဲ့ဒါကြောင့်မလို့ရတယ်ဟိုလဲကူအုံရတယ်အဲ့ဒါကြောင့် ရန်ကုန်ရဲ့မြို့နယ်45မြို့နယ်လုံးကရွေးကောက်ပွဲချင်ပါဖို့အတွက် OK ပါတယ်။ကဲပရိသတ်ကြီးတော့ကောဒီကောင်းစကားပါပြောချင်လဲ comment မှာရေးပြပါနော်။ OK ပါတယ်။အဲ့တော့45မှာနော်။ပြီးမန္တလေးမန္တလေးက28မြို့နယ်ရှိပါတယ်။28မြို့နယ်က15မြို့နယ်ကရွေးကောက်ပွဲချင်ပါလို့ရပါတယ်။ဘယ်ချင်ကြလဲဆိုတော့လာမယ့်ဒီသင်မှာကြာရင်15မြို့နယ်ထက်မနည်းကရွေးကောက်ပွဲချင်ပါလို့ရပါတယ်။အခုတော့12မြို့နယ်13မြို့နယ်ကတည်ကြတယ်။ကျန်တဲ့3မြို့နယ်ကခုနောက်ဆက်ကပြန်တိုက်နေဖြစ်တဲ့အတွက်အလေးတာပြီးတိုက်နေဖြစ်လို့15မိနစ်လို့ကျွန်တော်ခွဲတာပါ28က8ထဲက15မိနစ်ကလုံးဝ confirm ပါစောင့်ကြည့်ပါ15မိနစ် confirm ါတို့ကအရာဝတီက26မြို့နဲ့ရှိတဲ့အထက်က26မြို့လုံးအရာဝတီကရပါတယ်အဲ့တော့ပြောလိမ့်မယ်ဟာအမေလင်းမြနာတို့ရေကြီးတို့ဘာလို့မှမင်းဒီလိုဒီလောက်ဝုန်းဝုန်းဝုန်းယုံယုံဖြစ်နေကြအောင်လင်းမြနာရေကြီးနှစ်ခုပဲခင်ဗျားတို့ကပြောနေကြတာဖြစ်ရှိတာအရာရည်26မြို့နဲ့လင်းမြနာရေကြီးနှစ်မြို့နဲ့ပဲနေအောင်24မြို့နဲ့ကျန်တယ်ဒါပေမဲ့လင်းမြနာရေကြီးဆိုတာမြို့အစွန်လေးမှာဖြစ်နေတာအစွန်ရဲ့ရွာလေးတွေမှာဖြစ်နေတာအဲ့တော့26မြို့နဲ့က26မြို့နဲ့လုံးကရပါတယ်အရာရည်က26မြို့လုံးအရာရည်ရပါတယ်နောက်တစ်ခုကစကိုင်းနဲ့38မြို့နဲ့ရှိပါတယ်စကိုင်း38မြို့နဲ့တွေကကျွန်တော်တို့ကောက်ချက်ချတာက15မြို့နဲ့ကရုပ်ကဝဲချင်းပတ်လို့ရပါတယ်15မြို့နဲ့လုံးဝ definitely ချင်းပတ်လို့ရတယ် နော်စကိုင်း38ရက်55ရက်တည်ကြတယ်နောက်တစ်ခုကမကွေးရ25မြို့နေရှိပါတယ်အဲ့ဒီချက်10မြို့နေကတော့လုံးဝတည်ကြပါတယ်10မြို့နေလုံးဝတည်ကြပါတယ်နောက်တစ်ခုကတနင်္သာရီက sorry ဘောက်ကောင်နေစကားပြန်တအားလွယ်တာတည်လားနော်ပေါ်စက်ကနေပဲအကုန်လုံး live လှုပ်လို့နေတာ live ပြောင်းနေတာတည်လားပြောင်းလို့ရတယ်ဆိုပြီးမှသူတို့ထင်ရသူတို့မြင်ရပဲရှောက်ပြောင်းနေတော့တာပဲတည်လားအကူက28မြို့နေရှိပါတယ်အဲ့ဒီချက်15မြို့နေကရွေးကောက်ပွဲကျင်းပလို့ရပါတယ် နော်နောက်တစ်ခုကတနက်တားရ10မြို့နယ်ရှိပါတယ်အနည်းဆုံး9မြို့နယ်ကရွေးကောက်ပဲချိပါလို့ရပါတယ်နောက်တစ်ခုကနေပြည်တော်ကောင်စီနေမျိုးပေါ့နော်အဲ့ဒါက10မြို့နယ်ရှိပါတယ်10မြို့နယ်လုံးရပါတယ်နေပြည်တော်ကနော်နေပြည်တော်ကအဲ့တော့ကချင်ကချင်က17မြို့နယ်ရှိပါတယ်ကချင်က17မြို့နယ်ရှိပါတယ်အဲ့ဒီထက်10မြို့နယ်ကလက်ရှိချိန်ကွန်ဖာမ်ပါ10မြို့နယ်ကွန်ဖာမ်ပါနော်17က17ထက်10မြို့နယ်ကွန်ဖာမ်ပါချင်းပြည်နယ်ကတော့9မြို့နယ်ရှိပါတယ်ချင်းပြည်နယ်ကတော့9မြို့နယ်ရှိတယ်မှာကျွန်တော်တမြို့နယ်ပဲကွန်ဖာမ်လုပ်ပေးပါတယ်ကျန်တဲ့မြို့နယ်မပေးပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကမသိချာလို့ကွန်ဖာမ်မပေးပါဘူးအဲ့တော့တမြို့လက်မြောင်မနေနဲ့မင်းတို့ကောင်းနေနော် အဲ့တမျိုးလဲမျောမနေနဲ့နော်ချင်းပြည်နယ်ပဲတူကမှလာလာပါမှာမဟုတ်တိလာမှတာနော်ချင်းပြည်နယ်ကိုမျိုးနယ်ဟာခါကတော့လုံးဝကွန်ဖာမတော့ဟာခါရတယ်နော်ဆိုတော့ချင်းပြည်ရခိုင်ရခိုင်က16မျိုးနယ်ရှိပါတယ်16မျိုးနယ်တွေက3မျိုးနယ်ကွန်ဖာမအကျန်တာတွေကတော့ကျွန်တော်ကွန်ဖာမမပြပါဘူးအဲ့တော့3မျိုးနယ်ကွန်ဖာမအဲ့တော့ရှမ်းရှမ်းမှာ95မျိုးနယ်ရှိပါတယ်ကျွန်တော်ရှမ်းကိုရှော့တက်ပြီးတော့25မျိုးနယ်ပဲတွက်ပြထားပါတယ်25မျိုးနယ်ရှမ်း25မျိုးနယ်ကအနည်းဆုံး25မျိုးနယ်ရုပ်ောက်ပဲလို့လို့ရပါတယ်နောက်တစ်ခုကကြာ9မျိုးနယ်ရှိပါတယ်အဲ့ထက်3မျိုးနယ် သေးကြပါတယ်။ကရင်က9မြို့နယ်ရှိတယ်။3မြို့နယ်ကလုံးဝသေးကြပါတယ်။မွန်ပြည်နယ်က10မြို့နယ်ရှိတယ်။6မြို့နယ်ကလုံးဝသေးကြပါတယ်။အဲ့တော့ကျွန်တော်တိုတယ်အလုံးပေါင်းလိုက်တဲ့အခါမှာ188မြို့နယ်တိတိဟာရွေးကောက်ပွဲကျင်းပလို့ရပါတယ်။ဒါဆိုရင်ခင်ဗျားတို့ပြန်ပြောမယ်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း188ယောက်ကလွှတ်တော်မှာဝင်ထိုင်လို့ရပြီလို့ခင်ဗျားတို့ပြောလို့ကဲကဲနော်ကြောင်မင်းမင်းပြောတော့ဘာပြောချင်လဲနော်ကျွန်တော်အနေနဲ့တော့နော်မင်းတို့ခွေးသားတွေမင်းတို့ခွေးတရောင်းစားတွေမင်းတို့ဘောမတွေနော်စစ်ခွေးတဲ့တိုက်နော်မင်းတို့ ကောင်းနေဒီနော်ဒီကိစ္စဖြစ်မြောက်စီချင်တယ်ဆိုလို့ရှိရင်မင်းတို့ကောင်းနေလက်နဲ့ချာအလင်းဝင်နော်ပြီးတော့အပိရက်အာအပိအပိခိုက်ရစဲပြီးတော့မင်းတို့ကောင်းနေအလင်းဝင်နော် ပြီးတော့မင်းတို့ကောင်းနေငါတို့ဖမ်းမယ်ဖမ်းမယ်ပြီးတော့မင်းတို့ကောင်းနေပြီးတဲ့တဲ့ဒဏ်တွေအကုန်လုံးပြီးမယ်တတ်တဲ့ရင်တတ်မယ်ကောင်းမင်းတို့ကောင်းနေနော်ဆိုတော့ ကြံတဲ့ထဲမှာအပြစ်မရှိတဲ့အဲ့ထဲမှာအပြစ်မရှိတဲ့ပြည်သူတွေထဲမှာနော်အဲ့လှုပ်ချင်တဲ့သူရှိလို့ရှိရင်တို့တွေတော်တော်ပြန်ပြီးမှစဉ်းစားပြန်လှုပ်ပြလိုက်မယ်နော်ဆိုတော့အဲ့လောက်ထိဖြစ်နေတယ်ဆိုမှတော့အမင်းတို့ကောင်းနေမြောင်းမနေနဲ့ဘာမှမမြောင်းမနေနဲ့အတိလားမင်းတို့ကောင်းနေနော်ပြောလို့ရတယ်ဆိုပြီးမှနော်ပြောချင်တယ်လို့ရှောက်ပြောမနေနဲ့အတိလားအမှတ်ထားဒီစကားနော်ကဲဆက်လက်ပြီးမှကျွန်တော်အမိုင်းဟော့ကင်းတန်ဆက်ပြီးတဲ့တရင်လေးဆက်ကြည့်လိုက်ကြအောင်နော် မှန်လေးရတော့ဆီယမဟိုအမျိုးသမီးနန်းတက်မယ်ဆိုတဲ့ဟာမှာသူလာမှန်ထားတာပေါ့အမရေးတဲ့ယောက်ျားလေးမဟုတ်တော့မင်းကလေးဆိုတော့အမပြန်ကြည့်ရုံတော့အမလည်းပြန်ကြည့်စရာမလိုပါဘူးရှင်နော်လုံးဝတရားရာနှုံးမဟုတ်တထောင်ရာနှုံးယောက်ျားလေးလုံးဝမဟုတ်ပါဘူးရှင်နော်မြန်မာနိုင်ငံကိုအေးချမ်းအောင်ငြိမ်းချမ်းအောင်နော်သာသနာပြုသာသနာပြုမဲ့ဒီပြည်သူအစိုးရပေါ်မယ်ဆိုတာကမင်းကလေးသာဖြစ်ပါတယ်ရှင်နော်မင်းကလေးတောင်မှလွတ်တော်မတ်လည်းမဖြစ်ဘူးပါဘူးဆယ်လီလည်းမဟုတ်ပါဘူး15လီလည်းမဟုတ်ပါဘူးတချင်းလည်းမဆိုးဘူးပါဘူးအမှုပညာရှင်အမှုပညာရှင်လည်းလုံးဝမဟုတ်ပါဘူးရှင်နော်နောက်တစ်ခုက ဟိုဒီတော်လိုင်းရေးထဲမှာလည်းတော်လိုင်းရေးမြေပြင်မှာလည်းပါတဲ့လူလုံးဝမဟုတ်ပါဘူးရှင်เนาะ तू ကလူမတက်ဖူးတဲ့လူဖြစ်ပါတယ်ရှင်เนาะလူလည်းမတက်ဖူးဘူးဒါပေမဲ့တော်လိုင်းရေးထဲမှာတော့ပါဝင်နေတာမျိုးတော့ရှိတတ်တယ်ဒါပေမဲ့ तू ကအဲဟိုဘယ်လိုပြောလူတက်တာတို့ဘာလို့ဝင်ပါတာမျိုးတွေမရှိတဲ့လူမျိုးပေါ့เนาะအဲနောက်တစ်ခုကအသက်ကလည်း40နဲ့40နဲ့50ထားထဲမှာရှိပါတယ်40မပြည့်ရင်လည်းစိတ်ကူးမရင်ရပါဘူး50ကျော်ရင်လည်းစိတ်ကူးရင်လို့မရပါဘူးတချို့က ူနိုင်ငံရေးသမားတွေရှိရတချို့ကသူတို့သားသမီးတွေအခုမှ16နဲ့18နဲ့အဲ့ဒါလို့သူတို့ကပြိုးထောင်ပြီးတော့သူတို့ကအဲ့ဒါကြီးစိတ်ကူးရင်နေရပေါ့ရင်မနေပါနဲ့ရှင်နော်နောက်တစ်ခုကအဲ့ဒီမိန်ကလေးနန်းတက်မယ်ဆိုတဲ့ကိစ္စကဘယ်သူမှရွေးချယ်လို့မရဘူးရှင်နော်ပြည်သူကသူ့ဘာသူရွေးချယ်သွားမှာဖြစ်တယ်ရှင်နော်အဲ့ဒါကိုလည်းသိထားအောင်တချို့ကမနာလို့စိတ်ပေါ့နော်ဟာမိမအမျိုးသမီးတက်မယ်အာနေမဖြစ်နိုင်ဘူးငါမဖြစ်နိုင်ဘူးမနာလို့စိတ်သွားထားလို့မရဘူးနော်သူ့ရဲ့ဖုံးကံပါရမီသူ့ရဲ့ဖုံးကံပါရမီဆိုတာဒီဘဝမှာပြုကျင်ခဲ့တာမဟုတ်ဘူးအတိတ်ဘဝမှာပြုကျင်ခဲ့တာဖြစ်တဲ့အတွက်ဘယ်သူမှမနာလို့ဖြစ်လို့မရဘူးဘယ်သူမှတားလို့လည်းမရဘူးစီးလို့လည်းမရဘူးရှင်နော် အဲ့ဒါလို့လာပြောပြပေးတယ်ရှင်နော်တချို့ရှိတယ်လေရယောက်ျားကြီးရဖြစ်နေပြီတချို့မနာလိုစိတ်ရှိတဲ့အကောင်တွေကတီးတက်ရှိတယ်နော်အောက်တန်းစားတွေကတီးတက်ရှိတယ်ဒါဒီမန့်ပိုင်ရှင်ကိုပြောတာမဟုတ်ပြောပြပေးတာနော်အဲမမိမတွေဘာဖြစ်လဲအဲ့ဒီမိမတွေမွေးလို့ယောက်ျားဆိုတာဖြစ်လာတာရှင်နော် အဲအကြောင်းမို့အခုမြန်မာပြည်ကိုဆွဲဆောင်မဲ့သူမြန်မာပြည်ကိုငြိမ်းချမ်းအောင်လုပ်မဲ့သူသူ့ကြောင့်မြန်မာပြည်မှာစစ်ပွဲတွေရပ်တန့်မဲ့သူ့ကြောင့်မြန်မာပြည်ပါအေးချမ်းမဲ့သူ့ကြောင့်မြန်မာပြည်မှာတရားဝါပြောမှာရှင်နော်အဲ့ဒီမိန်းကလေးရဲ့အတိတ်ဘဝပြုတ်ခဲ့မှုတွေဖုံးကံပါရမီကြောင့်ဖြစ်ပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့ပြည်သူ့ဘဝပဲရွေးချယ်တင်မြောက်မှာဖြစ်ပါတယ်ဘယ်သူမှတားလို့စီးလို့မရဘူးဘယ်သူမှလောက်ကျလို့လည်းမရပါဘူးရှင်နော်ဒါလို့ပြောပြပေးတာရှင်နော်တထောင်ရာနှုံးမဟုတ်ဘူးတရာရာနှုံးမဟုတ်ဘူးတထောင်ရာနှုံးမိန်းကလေးပါရှင်ပြန်ကြည့်စရာလုံးဝမလိုပါဘူးရှင်နော်ကျေးဇူးတင်ပါတယ်ရှင်နော်မန်ပါရှင်ပြန်ပေးလိုက်ပြီနော် နော်ဒီအမပြောတဲ့ဘောပရိတ်ကျရောဘာဘလူမြင်လဲနော်ကွန်မန့်မှာမပြချပါ just in there ဘာမှပြောတော့ပါဘူးเนาะအာအမေတာတမီဖေဖကဆိုတော့ပါเนาะအာပရဒေဂျီရောပဲဆုံးဖြတ်ခလိုက်ပါမယ်ကဲဆက်ပြီးမှပြောင်းကြီးရဟောင်းခန်းလေးတွေစစ်ကြည့်လိုက်ကြအောင်เนาะအခုချိန်ထိစစ်တက်ကဟိုရှုံးနေတာပေါ့เนาะရှုံးနေတာမြို့တွေရှုံးလာတာဟာဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ဒီဘာဘာကြီးဥမင်းအွန်လိုင်းကိုကျေးဇူးတင်ရမှာသူ့ကြောင့်ပဲရှုံးနေတာအာသူ့နေရာမှာတာမန်ပြောပေါ့ဗျာခင်ဗျားတို့မြန်မာပြည်ကသူ့နေရာမှာဘာတို့ကိုဥမင်းအွန်လိုင်းနေရာမှာဘာတို့ကိုဒါ စစ်သားတည်းကမဟုတ်ဘူးဗျာဒီလိုနိုင်ငံရေးပြောနေတဲ့သူတွေကဘသူ့ခမယောက်ကြိုက်တယ်ခမယောက်ခမယောက်တင်နေတဲ့သူပေါ့နော်ကျွန်တော်အပါဝင်ပေါ့ဗျာအဲကိုသဘောဟိန်းတို့လို့ဒါစပီကာတွေရှိတယ်ပေါ့ဒီစပီကာတွေတရားရောက်ဆိုတော့မှပဲခမယောက်တို့အဲ့ဒီတပုံကိုကောင်းကောင်းနိုင်တယ်သူတင်စေချင်တာခင်ဗျားတို့တွေ့ဘူးတဲ့စပီကာတွေအများကြီးရှိပါ online ပေါ့ဗျအဲမင်းတို့ကောင်နေတပုံတွေမင်းတို့ပြောတဲ့တပုံတွေနိုင်ဖို့တဲ့မင်းတို့ကောင်နေဒီထက်စစ်စူးစားကြအောင်နော်အပြောနေပဲမနိုင်နေသေးလားနော်လက်တွေ့မှလည်းနိုင်အောင်စူးစားသေးလားဟမ်မင်းတို့ပြောတဲ့တပုံတွေကဟိုးတူမင်းတန်တန်နဲ့စားလာတဲ့တပုံတွေနော်အထင်မတိနဲ့နော်မင်းတို့ကောင်နေသေးလား တူမီတနက်နဲ့မင်းတို့ကိုလာတိုက်တဲ့တပုံတွေတော့မင်းတို့ကောင်တွေဒီနေ့ဒီချိန်တိမနိုင်နိုင်ဘူးဆိုတော့မင်းတို့ကောင်တွေရောတိလာနော်အဲ့ဒါလေးဖြေပေးနော်လိုက်လဲကျွန်တော်နည်းနည်းပြပြဦးနေဦးနေဝင်လာစစ်သားပါဗျာနော်ကိုဖုံးနဲ့ကိုဖုံးတော်ဆိုရင်တော့အကုန်ပြုတ်ပြီနော်ကိုဖုံးတယောက်ထဲလာဒီကောင်တွေနိုင်ငံတဲ့အချင်းတော့တော်တော်တက်မှာလေအဲသူလည်းရေးတော်တော်ရေးရှာဘာလို့ရေးတယ်စဘောဟင်းနေနော်ကျော်စိုးဦးလား ောမီပေါ့ကျော်စုတင်လိုက်တော့ကျော်မျိုးမင်းနဲ့ကျော်စုကျော်မျိုးမင်းနော်ပြည့်ရှင်ပြည့်လေအာကိုဖုံးနော်ဆော့ဖာထူခင်ဗျားတွေ့ဘူးတဲ့နားထောင်ဘူးတဲ့နားထောင်ဘူးတဲ့ဘယ်သူပဲဖြစ်ဖြစ်နော်တရားရောက်ကျွန်တော်ရေးပြပြီပေါ့အခု၄ရောက်တော့ရပြီမပူတူဟုတ်တော့မပူတူတင်လိုက်တော့မှာပဲနော်ကျွန်တော်တို့ဒါမပူတူလည်းပါတယ်ဘယ်သူကြံသေးလဲနောက်တော့ခင်ဗျားတွေ့ဘူးတဲ့ပြောပါမင်းဟုတ်ဆိုးတယ် ေးဗျာနော်မင်းအုပ်စိုးရဲ့နော်ကိုမင်းအုပ်စိုးပါဗျာနော်မင်းရစာကောက်ကူတော့ကောက်ကူတော့ဘာလုပ်လဲမဟုတ်ဘူးထင်တယ်ကိုမောင်တင်းနေခြင်းလဲအပိုင်ရဲကူတဲ့ကြော့စွာတဲ့ယုံလေးတဲ့အကျွန်တော်မှတ်ထားရဟုတ်စိုးတန်းနိုင်တယ်နာမည်ဆွေနာမည်ဆွေတော့မဟုတ်တော့ထင်တယ်သူကငင်းငင်းသမားလဲနော်ဦးနှမကိုရွှေမျိုးဝင်းနဲ့တိတ်တောင်ပေါက်ကူတော့နေထူးနိုင်နေရီမိုးတဲ့ဟာခင်ဗျားတို့ဒီဆယ်လီတွေအကုန်လုံးသိနေကြပါလား ဘောမဆယ်ရီတွေပေါ့နော်မင်းတို့ဘောမဆယ်ရီဆိုနေဆိုတော့တိမှာပေါ့နော်အကောင့်ပြောနေတာနော်အဲ့တော့ဟိုဦးမင်းအွန်လိုင်းနေရာမှာနော်ကျွန်တော်စမပြောနေတာနေထူးနေတော့မဟုတ်သေးဘူးထင်တယ်ကျွန်တော်ပြောစမပြောဒီစပီကာတွေပြောနေတာနော်အဲ့တော့ကျွန်တော်တင်မှာပါကြော်စိုးဦးတင်နိုင်တော့မှာပဲဒီတပုံလေးတော့အကောင်းကောင်းပြောတယ်သူတို့ပြတ်သားမှာနော်အဲအပြောင်းမယ်နင်းတို့ဘောမတွေထဲမှာဘဲကောင်ဘဲတက်နေတက်နေနော် မင်းတို့ကောင်ဒီဘယ်လိုနင်းနဲ့တိုက်တိုက်မင်းတို့ကောင်ဒီအတွက်နိုင်ဖို့လမ်းမရှိတော့ဘူးဆိုတာမင်းတို့ကောင်တွေတိထားရမှာကနော်မင်းတို့ကောင်ဒီအဲ့ဒီစကားတိတယ်အဲ့ဒီအရာကိုတိခဲ့တယ်ဆိုလို့ရှိရင်မင်းတို့ကောင်ဒီလိုမျိုးစကားလဲပျောက်ထပျောက်ရဲမှာလဲမဟုတ်ပါဘူးနော်တော်တော်ရှက်ဖို့ကောင်းတာနော်မင်းတို့ဘောမတွေပျောက်တဲ့စကားကမင်းတို့ကောင်ပဲအများအားအရှက်ခွိုက်တာတိလားတိလားအဲကျောင်းမျိုးမင်းဟလာအဲကိုဇော်ဘုံဟေးဟလာနောက်ထပ်မပုတုမတိတာယူမောင်ဟလာနောက်ထပ်ကိုရွှေမျိုးဝင်းနေီမိုးကြော်စွာဟာသူတို့တင်လိုက်အောင်ပါပဲနော် စနိုက်ပါစုတယ်တော်ပြီကြာဟုတ်တယ်အဲ့ဒီเนาะဦးမင်း online ညမှာစစ်သားမပြောနဲ့ကြံတဲ့သူဘသူတင်တင် speaker လေးအကြိုက်တဲ့သူတင်ရာဇာနေဝင်နဲ့ပါရဒီတပုံကောင်းကောင်းပြုတ်တယ်ဘယ်လိုပြုတ်မှာတော့မင်းတို့ကောင်းနေဘယ်လိုပြုတ်အောင်တိုက်မှာလဲဟမ်မင်းတို့တူမီတန်တန်နဲ့စလာတဲ့เนาะမင်းတို့ပြောတဲ့တပုံတွေကမင်းတို့လီရင်တဲ့လီရင်နဲ့တိုက်တာတော့ဒီနေ့ဒီချိန်ထိလီရင်နဲ့ဒီလောက်တိုက်တာတော့မနိုင်နိုင်တာအဲ့တော့ဘာနဲ့ထပ်တိုက်မှာလဲဟမ် ဘာလဲဘာနဲ့ထပ်တိုက်တော့နိုင်မှာလဲဖြီပါအောင်နော်အဲ့ဒီမင်းတက်တောင်တိမ့်ဖို့အခွင့်အရေးရှိနေတာနဲ့မသိမ့်မဲနဲ့ခေါင်းပေါ်ကနေဘယ်ရဘလို့ကြလာတဲ့အမိတ်နဲ့မသိဘူးမင်းတက်တောင်မသိမ့်နဲ့ဖြစ်တာအခုတော့မင်းတက်တောင်ခင်ဗျားတို့မသိမ့်ဘူးဆိုလို့ရှိရင်တော့စစ်သားတွေကိုခင်ဗျားတို့တတ်တတ်မှဒုက္ခပေးနေတာပဲဖြစ်လိမ့်မယ်နော်တားစစ်ဘာဘီတားစစ်တယ်ဘာဘီရတာအဲ့တော့မင်းတက်တောင်မသိမ့်ဘူးအခုမင်းတက်တောင်ပြန်မသိမ့်ဘူးဆိုလို့ရှိရင်တော့ခင်ဗျားတို့ပုံမှန်လေးပြောမယ်နော်အဲဒါကတော်တော်လေးတော်တော်လေးကို စစ်သားမဟုတ်ဘဲနဲ့ကြံတဲ့ခေါင်းဆောင်တယောက်ကင်တော့မှပဲဒီနော်တပုံပြုတ်တယ်ဗျာနော်စစ်တပ်မှာရှိရလက်နက်တွေနဲ့တကယ်ကိုပြုတ်ပါတယ် MLS နဲ့တက်လာတဲ့လမ်းကြောအကုန်ပြုတ်အောင်ရှင်းပိုက်လို့ရတယ်နော်နော်ဒီနေ့တင်းရှင်းပိုက်လို့ရတယ်ခင်ဗျားတို့ဒီစနိုက်ပါလေးနဲ့တောက်တောက်လာထောက်တာလောက်ကအဲ့ဒီကအားလုံးကပြာဖြစ်အောင်လုပ်လိုက်ရှင်စနိုက်ပါလေးပျောက်သွားမှာဒါပေမဲ့လေခင်ဗျားတို့ရဲ့အဘကြီးကိုတိုင်ကခင်ဗျားတို့ကိုညာပြီးတော့ကိုမွေးနေတာဆိုတော့ခင်ဗျားတို့သူ့ကျေးဇူးတင်ခင်ဗျားတို့နောက်တစ်ကြိမ်ရှင်ခင်ဗျားတို့ဆဲဆဲနေဟာဦးမင်းအွန်လိုင်းဆဲဆဲနေတယ် ဆဲနေစားခမောက်သူ့ကိုတော့အမှာခမောက်တို့ခုဒီဥမင်းအောင်ဒီဒေါ်လာဒီမိုကရေစီချစ်သူတွေပေါ့ဒီမိုကရေစီချစ်အောင်ဖြစ်ပါလေခမောက်ဒေါ်လာရင်ချစ်သူတွေနော်ဒေါ်လာရင်ချစ်သူတွေအားလုံးကိုပြောလိုက်မယ်ခမောက်ဒီနေ့ကစားပြီးဥသွင်းချင်ချပြီးကတော့အမှာဥမင်းအောင်လိုက်ပါဥမင်းအွန်လိုင်းရှိခင်ဗျားတို့အကုန်လုံးကြာဖြစ်တယ်။အေးအေးဆိုပို့ဆိုတယ်အေးအေးဆိုလို့ရှိရင်ဥမင်းအွန်လိုင်းကသူတို့အဖရခိုင်ပရီပါကြီးပြလာပြီးဟေ့ဆိုလို့ရှိရင်ဥမင်းအွန်လိုင်းကကျေးဇူးတရားမဲ့ပုံကိုယ်တည်းမှာနံပါတ်1ပါဆိုတော့ခင်ဗျားမမေ့ ပြောင်းကြည့်ပြောင်းကြည့်ပြောင်းကြည့်အဲမင်းတို့တော့များနေပြီတိလာမင်းတို့ကမင်းတို့မတည်ဘူးတိလာအမှန်တော့မင်းကိုယ်တိုင်ကတော့ရမှာမင်းတို့ပထွေးမင်းအောင်လားဟမ်ကတော့ရမှာနော်တူတာမရှိခဲ့ရင်ဒီချိန်မှာတူတာမရှိခဲ့မင်းတို့ကောင်တွေဘယ်လိုဖြစ်သွားမလဲဆိုတော့မင်းတို့ကောင်တွေတိလာဟမ်သူရှိနေတယ်လို့မင်းတို့ကလည်းခိုးလို့မျိုးလိုက်ပေါ့မှာအာကြအကြဟောင်းချင်းတလို့ဟောင်းခန့်ရတာနော်မှတ်ထားနော်မင်းတို့ပထွေးမင်းအောင်လိုက်ကိုကတော့ဘုမပြောနေသေးလား ချေးတုပ်ဖို့တောင်မှမလိုချင်မို့သေးလားနော်အဲ့ဒါအမှန်တိုက်ပြောတာနော်ကဲပရိသတ်ကြီးရောဒီပြောင်ချေးပြောတော့ပေါ့ဗာပြောချင်းလဲကွန်မန့်မှာမိုက်ပေးကြပါဟုတ်ပြီဒီနေ့တင်တဲ့တွေ့တော်လေးတော့ပါပဲအဆုံးထိကျေးဇူးပဲသူရောက်စီတာအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တစ်ရက်လေးတွေနဲ့ပြန်ဆောင်ကြရအောင်နော်ကဲဘိုင်ဘိုင်